ထိုင်းနိုင်ငံမှာအမေရိကန်ဒေါ်လာတန်းရာချီတန်းတဲ့အိမ်တွေပိုင်းဆိုင်ထားတဲ့မြန်မာနိုင်ငံကအမှုပညာရှင်၄ယောက်ပြည်သက်များအားလုံးမင်္ဂလာပါရှင့် နောက်ပိုင်းနေ့တွေမှာထိုင်းနိုင်ငံအချို့သဖြင့်ဘန်ကောက်မြို့ကမြန်မာနိုင်ငံကကြွေဝှချမ်းသာတဲ့သူတွေအတွက်အင်ချမ်းမြေရင်းနှီးမြှုပ်နှံရနေရာတစ်ခုအဖြစ်ရေပန်းဆောက်လာတာကိုတွေ့ရပါတယ်။စီးပွားရေးအရာတည်ငြိမ်မှုနိုင်ငံတကာအစိမ့်မီကျန်းမာရေးဆောင်ရှားမှုနဲ့ပညာရေးအခွင့်အလမ်းတွေကြောင့်မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေအထက်တန်းလွှာတွေဒါမှကအောင်မြင်ကြကြတဲ့အမှုပညာရှင်တွေပါဘန်ကောက်မှာဒုတိယအိမ်တစ်လုံးဖြစ်တဲ့တန်ဘိုးကြီးကွန်ဒိုတွေကိုဝယ်ယူလာကြပါတယ်။ ထိုင်းအင်ချမ်မြေသတင်းချက်လက်စင်တာ RIC ရဲ့စာရင်းတွေအရဆိုရင်မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံမှာတိုက်ခန်းဝယ်ယူမှုအများဆုံးနိုင်ငံသားသားစီးရင်မှာဒုတိယနေရာထိရောက်ရှိလာခဲ့ပါတယ်။ဒီဗီဒီယိုထဲမှာတော့ထိုင်းနိုင်ငံမှာတိုင်းရာချီတနဲ့အိမ်တွေကိုပိုင်ဆိုင်ထားတဲ့အနုပညာရှင်၄ယောက်အကြောင်းကိုတင်ဆက်ပေးမှာပါ။နံပါတ်၄ပိုင်တကုံထိုင်းနိုင်ငံမှာတိုင်းရာထောင်ချီတနဲ့အိမ်ကိုပိုင်ဆိုင်ထားတဲ့ပထမဆုံးမြန်မာအနုပညာရှင်တစ်ယောက်ကတော့မော်ဒန်နဲ့တယောက်ဆောင်ပိုင်တကုံဖြစ်ပါတယ်။ပိုင်တကုံဟာမြန်မာနိုင်ငံမှာဒါမှမဟုတ်ထိုင်းနိုင်ငံမှာပါအနုပညာ လှုပ်ရှားမှုတွေကိုဒီဇိုင်းမှန်မှန်နဲ့လုပ်ကိုင်နေသူဖြစ်ပြီးတော့နိုင်ငံတကာမှာပါပရိသတ်အခိုင်အမာရရှိထားတဲ့သူပါထိုင်းနိုင်ငံရဲ့ကြော်ညာတွေရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်လာတာနဲ့အညီသူရဲ့နေထိုင်မှုပုံစံကလည်းဘန်ကောက်မြို့ရဲ့ခင့်မီလူနေမှုစနစ်နဲ့တသားတဲ့ကြနေရကိုတွေ့ရပါတယ်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့တဲ့နေရပိုင်းတကုံဟာထိုင်းနိုင်ငံကအထက်တန်းလွှာတွေဒါနေထိုင်နေလက်ဇူရီကွန်ဒိုမီနီယံတစ်ခုမှာဇနီးဖြစ်သူနဲ့အတူအခြေချနေထိုင်ဖို့အတွက်ဝယ်ယူထားတယ်လို့သိရပါတယ်ပိုင်းတကုံဟာကျွဲဝချမ်းသာတဲ့အမှုပညာရှင်ဖြစ်တယ်လို့ဇနီးဖြစ်သူမလင်းမြ ရဖူးကလည်းမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးခရိုနီတထေးသမီးဖြစ်တာကြောင့်ကိုရိုင်းကလည်းစီးပွားရေးလုပ်ငန်းရှင်ဖြစ်တာကြောင့်ဒီလိုမျိုးအင်ကြီးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ နံပါတ်3 beauty blogger နေကြည်ဦး beauty ပိုင်နေကြည်လို့လူသိများတဲ့နေကြည်ဦးကတော့မင်းသမီးတယောက်မဟုတ်ပေမဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တယ်လို့လူငယ်တွေပေါ်မှာလွှမ်းမိုးမှုရှိတဲ့ content creator တဦးဖြစ်ပါတယ်အခုချိန်မှာနေကြည်ဦးဟာလက်ရှိမှာဘန်ကောက်မြို့မှာနေထိုင်နေပြီးတော့သူမရဲ့ကိုဝင်ဆောင်ကာလကိုအေးချမ်းစွာနဲ့ဖြတ်သန်းနေတာတွေ့ရပါတယ်တတင်းတွေကတော့သူမကရင်သွေးလေးကိုဘန်ကောက်မှာမွေးဖွားပြီးတော့ထိုင်းနိုင်ငံမှာပဲရေရှည်အခြေချနေထိုင်သွားဖို့အတွက်တန်ဖိုးမြင့်ကွန်ဒိုတစ်ခုကိုဝယ်ယူထားတယ်လို့သိရပါတယ်နေကြည်ဦး င်ဆိုင်တဲ့ကွန်တိုကတော့အမေရိကန်ဒေါ်လာ300ချီတန်းတယ်လို့ဆိုပါရယ်။နံပါတ်1အဝင်းမုံရွှေကြီးမြန်မာရုပ်ရှင်လောကရဲ့ထိတ်တန်းမင်းသမီးတဦးဖြစ်တဲ့အဝင်းမုံရွှေကြီးကတော့အနုပညာရှင်အမြင့်မားဆုံးမင်းသမီးတဦးဖြစ်သတ်မှတ်ခံထားရတဲ့သူပါ။သူမရဲ့အောင်မြင်မှုနဲ့ကျွမ်းဝချမ်းသာမှုဟာပြည်တွင်းမှာသာမကပြည်ပနိုင်ငံတွေအထိကျယ်ပြန့်နေလို့ဆိုကြပါရယ်။ သူမနဲ့သူမရဲ့ခင်မုန်းဖြစ်သူတို့ဟာနိုင်ငံတကာမှာများပြားလာတဲ့ပိုင်ဆိုင်မှုတွေရှိထားပြီးတော့အပန်းဖြေခရီးတွေအတွက်ဘန်ကောက်မြို့ကလက်ဇူရီကွန်ဒိုတစ်ခုကိုပိုင်ဆိုင်ထားတယ်လို့နှိစက်သူတွေကပြောပါရယ်။နံပါတ်1အလှမယ်မိုးဇက်ဝိုင်း မင်းစင်နေပါစမြန်မာဒုထောင်ဆန်ဌာတိအလှမယ်ဖြစ်တယ်လို့ဝင်းမုံရွှေရဲ့ရောင်းမလေးတော်ဆက်တဲ့မိုးဆက်ဝိုင်ကတော့မြန်မာနိုင်ငံထက်ပြည်ပမှာနေထိုင်တာပိုများတဲ့သူတဦးပါ။သူမဟာကျွေးဝါချမ်းသာတယ်လို့အမေရိကန်ပြင်သစ်တရုတ်နဲ့ထိုင်းနိုင်ငံတွေမှာပါပိုင်ဆိုင်မှုတွေရှိပါတယ်။ဘန်ကောက်မြို့မှာလည်းသူမပိုင်ဆိုင်ထားတဲ့ကွန်ဒိုကတန်ဖိုးတန်းရာချီပေးရတာဖြစ်ပြီးတော့အထက်တန်းလွှာတွေတည်တဲ့နေထိုင်ရာနေရာတစ်ခုဖြစ်ပြီးခင်မီဒီဇိုင်းနဲ့သက်တောင့်သက်တာရှိမှုတွေကိုအပြည့်အဝပေးစွမ်းနိုင်တယ်လို့ဆိုပါတယ်။အခုပြောပြခဲ့ရတာကတော့ထိုင်းနိုင်ငံမှာတန်ဖိုးကြီးအိမ်တွေပိုင်ဆိုင် င်ထားတဲ့အနုပညာရှင်၄ယောက်ပဲဖြစ်ပါတယ်။ဒီအနုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကျေးဇူးပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။